မင်္ဂလာပါဒေါက်တာကောင်းမြတ်ပါအာ skin care နေတိုင်းလုပ်ရင်စွတ်စွတ်ရှိလာစရာတဲ့မလုပ်ဘဲထားရင်ရောတဲ့နေလောင်လွယ်ပြီးပြန်မဲတယ်လားတဲ့အချို့က skin care တိုင်းမကောင်းပြောနေလို့ပါတဲ့အဲ့တော့ skin care လုပ်တယ်ဆိုတာတော့ကျွန်တော် skin ကို care လုပ်တာပေါ့နော်အရေးပြားလေးကိုခရူးဆိုင်ပေးတာအဲ့တော့ skin care လုပ်လို့စွတ်စွတ်ရှိတယ်ဆိုတာမျိုးတော့မရှိဘူးဒါပေမဲ့ဘလို့ချိန်မှာစွတ်စွတ်ရှိမလဲဆိုတော့ကိုယ်အသုံးပြုတဲ့ skin care တွေကကိုယ်အသားရည်နဲ့မကိုက်ညီတဲ့ကိုယ်အသားရည်အတွက်အရန်ပြင်းတဲ့ active ingredient တွေပါနေတယ်ဆိုရင်တော့ဒါစွတ်စွတ်ရှိလာနိုင်တာပေါ့အဲ့တော့မလုပ်ဘဲထားရင်ရောတဲ့နေလောင်လွယ်ပြီးပြန်မဲတယ်လားဆိုတော့ ကျွန်တော်တို့လုပ်တဲ့ skin care တွေတိုင်းကတော့အားလုံးဖြူဖို့အတွက်လုပ်နေကြတာမျိုးမဟုတ်ဘူးပေါ့နော်ဒီအသားရေလေးကြည်ကောင်းမှုအသားရေလေးဆိုးပြေဖို့ပေါ့နော်အဒီအတွက်ပဲလုပ်နေကြတာအဲ့တော့တချို့ကြတော့အရန်ဖြူခြင်းကြတော့ဒီ exfoliation တွေပေါ့ AHA BHA ပါတာမျိုးတွေဒါမျိုးတွေအလွန်ကျူးနေတိုင်းသုံးတယ်အဲ့တော့ဒါတွေသုံးပြီးနေပူရဲသွားတဲ့အခါမှာလည်းနေလောင်ကမသုံးဘူးဆိုရင်တော့အသားရေက အလွယ်တကူပေါ့နော်နေအောင်ကြည်တန်းကိုပိုပြီး sensitive ဖြစ်ပြီးတော့ထိခိုက်လွယ်တာမျိုးမျက်နှာမဲသွားတာမျိုးတွေရှိနိုင်တယ်ပေါ့အဲ့တော့နေလောင်လွယ်ပြီးတော့မဲတာကတော့ skin care လုပ်တာမလုပ်တာနဲ့မဆိုင်ဘူးပေါ့အပြင်သွားတဲ့အခါနေပူတဲ့ထွက်တဲ့အခါမှာအဲလုံလောက်တဲ့အကာအကွယ်ပေါ့ထိဆောင်မယ်အုပ်ထုတ်ဆောင်မယ်ဒါမှမဟုတ်လေသေချာ sunscreen ကိုစနစ်တကျလိမ့်ပြီးတာမျိုးလုပ်ဖို့လိုတယ်ပေါ့ဘလိုပဲ skin care လုပ်လို့အပြင်သွားတဲ့အခါ sunscreen မလဲဘူးဘာကာကွယ်မှမပါဘူးနေပူထဲမှာအကြာကြီးနေမယ်ဆိုရင်တော့ skin care ပဲတုံတုံမတုံတုံနေလောင်မှာမဲမှာပဲဖြစ်ပါတယ် တချို့က skin care တိုင်းမကောင်းဘူးပြောကြလို့ပါတယ်အဲ့တော့ဒီချက်ကတော့ကျွန်တော်ရှေ့ရချက်ကိုပဲပြန်ကောက်ပြောပါမှာပေါ့နော် skin care တိုင်းမကောင်းတာမျိုးတော့မဟုတ်ဘူးကိုယ်အသားရင်နဲ့မကိုက်ညီတဲ့မလိုအပ်တဲ့ပစ္စည်းမျိုးစားတွေကိုအလွန်ကြီးသုံးနေမိမယ်ဆိုရင်တော့ဒီ skin care ကကိုယ်အတွက်အကျိုးမရှိဘဲနဲ့အဆိုးပိုများနိုင်တာပေါ့နော်